လူသူတယောက်ချင်းစီကိုတဖွဲ့ချင်းစီကိုဟိုဒါဆရာကြီးလောက်တာမျိုးအပြစ်တင်ပြောဆိုတာမျိုးဆိုတာထက်ကျွန်တော်တို့ဒီတော်လန်ရေးအဖွဲ့အစည်းတွေတော်လန်ရေးထဲမှာပါဝင်ပတ်သက်နေတဲ့ကျွန်တော်တို့ကိုကျွန်တော်တို့တင်းစကားပြန်ပေးကြရတဲ့ချင်းနေမျိုးနဲ့ကျွန်တော် message ချုပ်ကိုကျွန်တော်ပြောကြားလိုတာဖြစ်ပါတယ်ကျွန်တော်တို့ဟာလူငယ်တွေတော်တော်များများဖြစ်ကြတယ်လူလက်ပိုင်းတွေတော်တော်များများဖြစ်ကြတယ် ဒို့တော့ကျွန်တော်တို့ဒီတော်လိုက်ခီးဒီ2020မှာကျွန်တော်တို့ကအထအလောက်တာမျိုးမဟုတ်ပဲနဲ့ဒါခစ်ဆက်ဆက်မှာတော်လန်ခဲ့ကြရဲ့တို့ကတော့ယုံကြည်ပါတယ်ကျွန်တော်တို့ဒီလိုပဲမှတ်อยู่ပါတယ်အဲ့တော့လူကြီးနဲ့လူငယ် ียงทักเตเป็นไรท้องไปเทโลดิมอตอนตายเทโลดิเลกิลมตอนน่ะโอเมจังกันบอริงตัวยามยาอายังกงเปียงกับเจรกตาเนี่ยซีเอสลูอิสดูรู้ยังไงเนาะที่เสร็จเสร็จมีตัวแค่เรื่องสกาวคิดป่าเลยคิดป่าเลยไหมจำนวนรู้ก็ดีรู้ไว้ยงจีอาบาเลยไหม ဒုတိယဒင်းစကားတစ်ခုကတော့ကျွန်တော်တို့ဟာစနစ်ကိုတိုက်ဖြတ်နေတာရုံပဲမဟုတ်ပဲနဲ့ခေတ္တစနစ်တအနာဂတ်တစ်ခုကိုကျွန်တော်တို့တိဆောက်နေတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ယင်ထဲနှလုံးသားထဲမှာဖားရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီခေတ္တစနစ်နွားတစ်ခုကိုတိဆောက်တဲ့နေရာမှာအနာဂတ်ကိုတိဆောက်နေရတာ ကလည်းဘာဝိုင်းမှာကျွန်တော်တို့ဖြစ်ချင်တဲ့ကျွန်တော်ရှိဒီနေ့မှလည်းကြင်ကြံ ဆောင်ဝင်ရမှာဖြစ်ပါတယ်။နာဂန်လူစာအမှမရှိစေလို့တဲ့အကျင့်တွေစနစ်တွေအတွေးခေါ်တွေကိုတခါတည်းခံဖြစ်တိုက်ခိုက်ပြရမှာကျွန်တော်တို့ခြေဖြတ်ပြရမှာဖြစ်တယ်လို့ဒါဒုတိယအနေနဲ့ဒီတည်င်းစကားကိုကျွန်တော်တို့ရေးတင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့တွေအားလုံးတည်ရှိရမှာဖြစ်ပါတယ်။နံပါတ်3ကတော့ကျွန်တော်တို့ဒီတမိုင်ကလုံးလွတ်မြောက်မှဖြစ်မယ်ဆိုတဲ့တည်င်းစကားဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာတနိုင်ငံလုံးလို့မြောက်မှဒီစနစ်ဆိုကနေကျွန်တော်တို့ပြည်သူတွေအားလုံးကိုကျွန်တော်တို့တွေကကဲတင်နိုင်မှာဖြစ်တယ်။ဆွဲခေါ်နိုင်မှာဖြစ်တယ်။ပြည်သူလို့ပြောတဲ့အခါမှာကျွန်တော်တို့ကိုနိုင်ပါပါတယ်။ကျွန်တော်တို့ကိုနိုင်ကလည်းပြည်သူတွေကပောက်ခွာလာတဲ့သူဖြစ်တဲ့တဲ့ကြောင့်မလို့ကျွန်တော်တို့တနိုင်ငံလုံးလို့မြောက်နိုင်မှကျွန်တော်တို့တွေအားလုံးဟာအမှန်တကယ်ရှင်စစ်လို့မြောက်ရေးဆိုတာဖြစ်ပါလေ။ကိုဒေတာတစ်ခုတည်း ကိုရဲ့ဒီနယ်ခုတဲ့ကိုရဲ့မျိုးနွယ်ခုတဲ့လွတ်မြောက်ရေးဟာရင်းမြောင်းတဲ့လွတ်မြောက်ရေးပဲဖြစ်ပြီးတော့အမှရေရှည်အာမခံမှုမရှိတဲ့လွတ်မြောက်ရေးဖြစ်နေပါလိမ့်မယ်။တချိန်ချိန်မှာကိုထက်ကြီးတဲ့ကိုထက်အင်အားများတဲ့လူတွေကကိုကိုချိန်မယွေးပြန်ပြီးတော့မှဖိနှိပ်နိုင်တဲ့လွတ်မြောက်ရေးမျိုးဖြစ်နေပါလိမ့်မယ်။အဲ့တော့တနိုင်ငံလုံးတန်းတူညီမျှလွတ်မြောက်မှသာလဲကျွန်တော်တို့ အမှန်စင်စစ်လို့မြောက်ရေးဖြစ်ပါတယ်။ဒါကျွန်တော်အနေနဲ့ဆင်ခြင်တဲ့နံပါတ်3နံခရစ်စတန်ဆိုပါပဲဖြစ်ပါ။နံပါတ်4ကတော့ဘာဖြစ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟာလေဘော်မှာစောင့်ရမရပါဘူး။အချို့သောကျွန်တော်ရဲ့ညီကောင်မတွေအချို့သောလူပုဂ္ဂိုလ်တွေအစုအဖွဲ့တွေကတော့ တမီတော်မပိုင်သေးပေမဲ့လေပေါ်မှာတိုက်အိမ်စောင့်နေကြတဲ့ရေကူးကန်တူးချင်ကြတယ်ဆိုရဲအခြေအနေတွေဖြစ်နေကြပါတယ်။ဒါကိုကျွန်တော်တို့ချက်ချက်လေးတတိထားရမယ့်အခြေအနေဖြစ်ပါတယ်။ကျွန်တော်တို့မြေကျွန်တော်တို့ရေကိုပူပိုင်အုပ်စုခွင့်ဒီရမတာလင်ကျွန်တော်တို့ဒါကအမခန့်ချက်ဖြစ်ရှိမှာဖြစ်ပါတယ်။အဲတော့ဒီမှာပိုင်လေးကမှာလေပေါ်မှာတိုက်အိမ်စောင့်တဲ့အခြေအနေကိုကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့လူအားလုံးက ရှင်းရှင်းကြားရလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ကျွန်တော်တို့ပါဝင်ပါနံပါတ်5ကတော့အရေးကြီးဆုံးကိစ္စတွေအရတစ်ခုဖြစ်ပါတယ်၄နှစ်ကနေပြီးနောက်ထပ်နှစ်40ကြာသွားလို့မရပါဘူးကျွန်တော်တို့အားလုံးအလုပ်ကြိုးစားကြရလိမ့်မယ်ကျွန်တော်တို့အားလုံးစီလုံးကြရလိမ့်မယ်ကျွန်တော်တို့ရဲ့အချို့တော့မကောင်းတဲ့အချက်တွေအတွေးခေါ်တွေကိုကျွန်တော်တို့ပြင်ကြရလိမ့်မယ်ကျွန်တော်တို့တွေအာဏာတွေကိုမရစ်မူကြဖို့လိုလိမ့်မယ်တနတ်ဆိုတာမျိုးက ဒီမှာရှိတဲ့ကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့ညီကောင်မတော်မတွေအားလုံးနားလည်ပြီးသားပါပဲเนาะကျွန်တော်တို့ကျွန်တော်တို့တော်တော်များများနားလည်ပြီးသားပါပဲတို့တော်လည်းကာလီတတိလက်လွတ်ရှိတတ်ပါတနတ်ဆိုတာမျိုးอ่ะ တင်လဲတည်တတ်တယ်နတ်လဲကြီးပါတယ်နတ်မရှိသေးခင်ကတမျိုးဖြစ်တတ်ပြီးတော့ရှိလာရင်တမျိုးဖြစ်သွားတတ်ပါအဲ့တော့ကျွန်တော်တို့ရဲ့လက်နက်ဒီရန်လူအတွက်ဖိနှိပ်တဲ့အာဏာရှင်တွေတွက်တာလင် ဖြစ်ပြီးတော့ကျွန်တော်တို့ရစ်မှုဖို့မဟုတ်ဘူးကျွန်တော်တို့အာဏာတွေတိဆောက်ဖို့မဟုတ်ဘူးကျွန်တော်တို့ရဲ့တဦးတယောက်တစုတစ်ခွဲရဲ့အကျိုးတွေအတွက်တုံ့ချဖို့မဟုတ်ဘူးဆိုတာကိုကျွန်တော်အနေနဲ့ကတော့ဒီလေးနှစ်တာမှကျွန်တော်ပြန်ဆင်ခြင်ပါတယ်ကျွန်တော်တို့ပြန်ပြီးတော့မှတတိရှိရရှိကြပါတယ်ပေါ့နော် နဘက်ချောင်းနောက်ဆုံးခုကတော့နောမကစပင်တော့ပါစေဆွနခင်ကအရှင်တေကဒီစနစ်ကိုဒီအနာရှင်စနစ်ဒီအနာရှင်တွေကိုအနာရှင်စနစ်တွေကိုကျွန်တော်တို့ရဲ့လူတိုင်းဝိုင်းထဲမှာခြေချခွင့်မရှိစေဘူးဒီလိုလောက်ကင်ဖို့ဒီဒီမန်းချက်ကိုတွားတဲ့အခါမှာကျွန်တော်တို့တရားမျှတမှုကိုလိုအပ်တဲ့လိုလားတဲ့ အမှန်တရားတွေကိုချစ်မြတ်နိုးတဲ့လွတ်လပ်ခွင့်တွေကိုကျွန်တော်တို့လူချင်းကြတဲ့ညီမျှမှုတွေကိုသဘောကျတဲ့လူတွေအားလုံးကပါဝင်လောက်ကန်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ကိုမလောက်လို့ဘာမှမဖြစ်ပါဘူးဆိုပြီးတော့မှတွေးနေရင်တော့ကိုဒီဒီဖိနှိပ်ခံဘဝမညီမျှခြင်းဘဝမတရားမှုတွေကိုအများရန်နေ့တိုင်းရင်ဆိုင်နေကြရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ ကျွန်တော်တို့အားလုံးဟာနိုင်တဲ့အပိုင်းကနေပြီးတော့မှအကုန်လုံးပါဝင်ကြရမှာဖြစ်တယ်ပတ်သက်ကြရမှာဖြစ်တယ်ဂျူစာလောက်ကန်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရန်သူဒီကြဆုံနေတာမှန်ပေမဲ့လုံးဝပြိုလဲသွားတာမဟုတ်သေးပါဘူးကျွန်တော်တို့အားလုံးဟာကိုဟာအမှန်တရားကိုမျက်နှာတဲ့လူတရားမျှတမှုကိုချစ်ခင်တဲ့လူကျွန်တော်တို့ညီမချင်းကိုလိုလက်လိုအပ်တဲ့လူတွေဆိုရင်တော့ကျွန်တော်တို့ရှိသမျှခွန်အားရှိသမျှဉာဏ်ပညာ အကောင်လုံးထည့်သွင်းပြီးတော့လောက်ရမှာဖြစ်ပါတယ်လို့ကျွန်တော်ကအဒီ dividends က message တွေကိုကျွန်တော်တို့ကိုကျွန်တော်တို့စင်ချင်ရင်းနဲ့မျှဝေလိုပါတယ်အဖက်ထဲမှာအဖက်မှာလဲပေါ့နော်ကျွန်တော်တို့ဒီနေ့လိုမျိုးချင်းညီကောင်မတော်တွေနဲ့ဒီလိုမျိုးတွေ့ဆုံခွင့်ရတာကျွန်တော်တို့ greenie ကနေပြီးတော့မှပါဝင်ဆွင့်ရတာဖိတ်ခေါ်ပေးတာကိုလည်းကျွန်တော်တို့အနေနဲ့အထူးပင်ကျေးဇူးတင်တယ်အထူးပင်ကောင်းရည်ရှိတယ်တယောက်နဲ့တယောက်ကျွန်တော်တို့ဒီဒေသတွေရှိတယ်ဆိုရဲဟာကိုပြသချင်းလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ တော်လည်းမှာအလုံးစုံအောင်နိုင်ရေးအတွက်ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ရိုးစုံသောဒီနေ့ကလူတန်းစားတွေဟာဝိုင်းဝန်းစူးစမ်းကြရအောင်လို့ကျွန်တော်အနေနဲ့ ဒီတရားခံရဲတောင်းလဲတောင်းဆိုလိုရဲပြည်သူလူထုတရက်လုံးကိုလည်းဘယ်နေရာဘယ်ဒီတာမခွဲခြားဘဲနဲ့ကျွန်တော်တို့တွေအားလုံးနိုင်တဲ့ပိုင်းမှာပါဝင်ပူပြီးတော့ resilient ကောင်းကောင်းနဲ့ဒီတော်လိုင်းကြီးကိုအမြန်ဆုံးဆနာသတင်းကားတွေထဲကနေပြီးတော့မှပြောလို့နေ့40ထပ်မကြာရလေအောင်ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ကျွန်တော်ဒီလိုပဲပြောကြားလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်